အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CVM စစ်သားဇင်ယောင်ဖြစ်ပါတယ်2025ခုနှစ်မေလ23ရက်စောက်ကြနေလနခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမြေပြင်အဖွဲ့တွေနဲ့ဤကစွာလောက်ကင်နေတာဖြစ်ပါတယ်မြေပြင်အဖွဲ့တွေစီသတင်းမျိုးစုံသုံးသပ်ချက်မျိုးစုံတည်ကြားထားသောအတတ်ပညာမျိုးစုံကိုမျိုးစုံနဲ့ share လေးလုပ်ပြီးတော့မျှဝေလျက်ရှိပါတယ်ကျွန်တော်တော်လံပြည်သူတွေနဲ့ ချင်းမြေဝေဝောင်းပါစင်နယ်တိုက်ခိုက်မှုတွေစတင်ပြီးတော့လှုပ်ဆောင်နေပြီဖြစ်ပါတယ်လှုပ်ဆောင်နေပါစေကျွန်တော်ကတော့ဆက်ပြီးတော့ကျွန်တော်နိုင်တဲ့နေရာကနေလှုပ်နေအောင်မှာဖြစ်ပါကြောင်းကြိုတင်ပြီးတော့စကားခံပြီးပြောထားရခြင်းပဲဖြစ်ပါတယ်ပြည်အရုပ်လက်ချက်ကတကယ်ပြင်းပါတယ်ဘမောကပြန်ပြေးလာရတဲ့ရဟတ်ရင်တစည်းရလဲရွှေခုခြေဆက်အမှန်56ချင်းတင်တိုင်းထဲမှာဘေးတစောင်းအနေထားနဲ့တတ်တော်ဝင်လျက်ရှိနေပါတယ်ပြင်းစင်းအဖွဲ့တွေရဟတ်ရင်20နဲ့လာကြပြီမဲ့ မျက်ဖြူစိုက်နေတော့လက်လျှော့နောက်ပြန်သွားကြပါတယ်။ရွှေကူမှာဗမော်ဘက်ကလာရင်နားဆုံးမှာစစ်စေးဂိတ်တစ်ခုရှိပါတယ်။အဲ့ဒီဂိတ်မှာသူးစန်းနဲ့စာသားတစ်ခုရေးသားထားတာကိုနေကန်တွေသတိထားကြမိမယ်ထင်ပါတယ်။ဘာရေးထားသလဲဆိုတော့ဆရာကြီးခေါ်လင်ဒဏ်ငွေ9000ဖြစ်ပါတယ်။ဆရာကြီးမခေါ်တော့ဘယ်လိုခေါ်ရမလဲဆိုတော့ရောက်ဖလို့ခေါ်ပါတဲ့။တကယ်တမ်းဒီကောင်းနေမတည်သေးဘူးထင်ပါတယ်။စစ်ခွေးလို့ခေါ်နေကြတယ်ဆိုတော့ ်ချေကူမျိုးကိုလာမဲ့မိုးရင်းကြရင်အပြာကြောင့်မြစ်ထဲကနေအင်အားဖြစ်တင်းမှုအစီမံရှိနေပါတယ်။ဒါဟာစာရွက်ပေါ်ကစီမံချက်သာဖြစ်ပါတယ်။စင်ကန္ဒရာဟာကရင်ကချင်တို့မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းအဖွဲ့တွေထိ ंछ ုပ်ထားပြီးဖြစ်လို့ရေထဲကနေလာဖို့ဆိုတာမဖြစ်နိုင်ဘူးဖြစ်ပါတယ်။တကယ်တမ်းချေကူကိုလည်းတိုက်ဖို့အချိန်ကြာနေပြီဆိုပေမဲ့ချင်းထဲကကြက်ပုံစံမျိုးထားတာဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်မြစ်ထဲမှာချွေလုံငန်းတွေလုံနေရတော့မလို့တော့မပြောတာကြောင့်ဖြစ်ပါတယ်။မန္တလေးမြို့နယ် ညာဦးမြို့တဲကိုတန်ချက်ကရင်၅စီးနဲ့စစ်ကြောင်းထိုးဝင်ရောက်အခြေပြုလာတာရှိပါရှိတယ်လို့သိရှိရပါတယ်။ခြေအောင်ရင်ကျင်းမှုနယ်မြေထဲမှာစစ်နေနေသာဖွင့်လာတော့မီလား။နောက်ဆုံးမြို့နယ်အုံမတီလမ်းဝဲကိုရမန်နေနေကင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရတာရှိပါတယ်။တောင်ခါစစ်နေနေသာဘက်ကိုလေကြောင်းတိုက်ခိုက်မှုယော်နေလာပြီမဲ့ပြည်ဦးလေးနဲ့ထိဆက်တဲ့နေရာတွေကိုခက်စိတ်စိတ်ပြန်လည်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ရန်ကုန်ဦးကျနေရဲ့မယားမုံမီရှင်ကတော့မိုက်ဆားလို့ပြောရမှာဖြစ်ပါတယ်။ မရအောင်လို့နေရာမျိုးမှာပြပြီတည်တည်တတ်တတ်လှုပ်သွားနိုင်တာကတော့မချီကျူးလို့မရဘူးဖြစ်ပါတယ်။မင်းအောင်လိုင်းရဲ့တကယ်အားထားရပြီးစင်ငါစင်ရအစစ်ကြောင်းတွေထဲမှာအဆင်မြင့်ဆုံးဖြစ်တဲ့နာခတနိုင်ငံတော်ကာဝေးတက္ကသိုလ်မှာအရာရှိကြီးတွေကိုစာပေတင်ကြားရသူဖြစ်ပြီး2023ခုနှစ်အတွင်းမှာဝနကြော်ထင်ပွဲပေးရခံထားရသူဖြစ်ပါတယ်။နေသာဗမှုချုပ်ချိုတော့အောင်ကိုလာဗစ်စင်ပေးခဲ့တာဖြစ်ပြီးကလေးတွေအားလုံးစေစုံကိုအန်ရကင်းစွာရောက်ရှိနေပြီဖြစ်ပါတယ်။ mission ပြုလုပ်ခဲ့တဲ့ Golden Valley Warrior အဖွဲ့ဟာ